မချန်တဲ့ပြည်သက်များအားလုံးပဲမင်္ဂလာပါ3မိနစ်ကျမ်းမာရေးစီစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါရယ်ဒီနေ့မှာတော့ဥမာကြီးကိစ္စနဲ့ပတ်သက်ပြီးဆောင်ရွက်ရှောင်ရွက်တွေကိုမျှဝေပေးသွားမှာဖြစ်ပါရယ်ဥမာကြီးကိစ္စဆိုတာကမ္ဘာတဝန်းမှာဖြစ်ပွားမှုအများဆုံးဖြစ်ပြီးကာကွယ်နိုင်တဲ့ကိစ္စတစ်မျိုးလည်းဖြစ်ပါရယ်ဥမာကြီးကိစ္စမဖြစ်ပွားအောင်ဘာတွေဆောင်ရွက်ရမလဲဆိုတာကိုပထမဦးဆုံးအနေနဲ့မျှဝေပေးသွားခြင်းပါရယ်ကျမ်းမာရေးနဲ့ညီညွတ်တဲ့စားစာတွေကိုစားသုံးပါဟင်းသီးဟင်းရည်တွေအသစ်သီးတွေတဘာဝအစိမ့်ဆန်တွေကိုမြင်းများစားပေးဖို့လိုအပ်ပါရယ် Fiber တက်ကဥလိုရှားမှုအားကောင်းစေပြီးဥတွင်းမှာရှိတဲ့စိတ်တောက်တွေကိုဖယ်ရှားပေးပါရယ် အန်တီအောက်ဆီဒန့်ပါဝင်တဲ့အစားအသောက်တွေဖြစ်တဲ့ berry tea, broccoli, kailan စတဲ့အစိမ်းအောင်ဟင်းသီးဟင်းရွက်တွေကိုလည်းထည့်သွင်းစားသုပ်ပေးဖို့လိုအပ်ပါတယ်။ calcium နဲ့ vitamin D ပါဝင်တဲ့အစားအသောက်တွေဥပမာနှုတ်နဲ့နှုတ်ထွက်ပစ္စည်းတွေငါးတွေကိုစားသုံးပေးဖို့လိုအပ်ပါတယ်။ဥမာကြီးကိစ္စကာကွယ်ဖို့အတွက်ဆိုရင်တော့ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးပါ။တစ်ပတ်ကိုအနည်းဆုံးမိနစ်150ခန့်မပြည့်နှံ့တဲ့လေ့ကျင့်ခန်းတွေပြုလုပ်ပေးဖို့လိုအပ်ပါတယ်။ဥပမာလမ်းလျှောက်တာစပိန်စီတာမျိုးလုပ်ပေးဖို့လိုအပ်ပါတယ်။လေ့ကျင့်ခန်းဟာကိုယ်လေ့ကျင့်ကိုထိမ့်ညှိပေးပြီးဥမာကြီးကိစ္စဖြစ်နိုင်ခြေကိုရှင်းချပေးပါတယ်။ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်ပေးဖို့လိုအပ်ပါတယ်။အသက်50အထက်ရှိတဲ့လူတွေဟာဥမာကြီးကင်ဆာရှာဖွေဖို့အတွက် FOBT ကဲ့သို့သောစစ်ဆေးမှုတွေကိုပုံမှန်ပြုလုပ်ပေးတင်ပါတယ်။မိသားစုမှာကဲဆာရာဇဝင်ရှိမယ်ဆိုရင်တော့အသက်40မှာစတင်ပြီးစစ်ဆေးဖို့အကြံပြုပါတယ်။နောက်တစ်ခုကတော့ကိုလေးချင်းထိမေးဖို့ပါ။အဝလွန်နာဟာဥမာကြီးကင်ဆာဖြစ်နိုင်ခြေကိုမြင့်တင်ပေးပါတယ်။ကျန်းမာရေးနဲ့ညီညွတ်တဲ့အစ်စ်မှာထိန်းထားပေးဖို့လိုအပ်ပါတယ်။ဥမာကြီးကင်ဆာကာဝယ်ဖို့အတွက်အဓိကရှောင်ကျဉ်ပေးရမယ့်အချက်တွေကိုလည်းမျှဝေပေးသွားကြပါမယ်။ အနေအောင်နဲ့ပြုပြင်ထားတဲ့အစားအစာတွေဥပမာဝတ်သားအမဲသားပြုပြင်ထားတဲ့အသားတွေဒီစားအစာတွေကိုလျှော့ပြီးစားပေးဖို့လိုအပ်ပါတယ်ဒီစားအစာတွေကဦးမကြီးကေစာဖြစ်နိုင်ခြေကိုမြင့်တင်ပေးပါတယ်တကြားတဲ့များတဲ့အစားအစာတွေအစီများတဲ့အစားအစာတွေတကြားတဲ့များတဲ့အချိုးရည်တွေမုတ်ဖုတ်ပစ္စည်းတွေအစီတက်များတဲ့အစားအစာတွေကိုရှောင်ကျဉ်ပေးဖို့လိုအပ်ပါတယ်ဒီစားအစာတွေကကိုယ်လေးညင်ကိုတိုးလာစေပြီးကေစာဖြစ်နိုင်ခြေကိုမြင့်တင်ပေးပါတယ်နောက်တစ်ခုကတော့စိတ်လေးနဲ့အရက်တုံးမှုကိုလျှော့ချပါ ပြီးတော့နေစဉ်ဘောမှာအထိုင်များတာကြာရှိထိုင်နေရတဲ့နေစဉ်ဘောမှာဦးမကြီးကင်စာဖြစ်နိုင်ခြေကိုမြင့်တင်ပေးပါတယ်ထိုင်နေရချိန်များပြီဆိုရင်တော့အနည်းဆုံးတစ်နာရီတိုင်းတစ်နာရီတိုင်းမှာထပြီးလှုပ်ရှားပေးဖို့လိုအပ်ပါတယ်ဘလို့လူတွေမှာဦးမကြီးကင်စာဖြစ်နိုင်ခြေအများဆုံးလဲအသက်ရွယ်အသက်50အထက်မှာရှိတဲ့လူတွေဖြစ်နိုင်ခြေပိုပြီးများပါတယ်လူငယ်တွေမှာလည်းဖြစ်ပွားမှုနှုန်းကိုတွေ့ရပါတယ်နောက်တစ်ခုကတော့မိသားစုရာဇဝင်ပါမိသားစုထဲမှာဦးမကြီးကင်စာဒါမှမဟုတ်ဦးမကြီးအစ်စ်ယောဂယောဂရာဇဝင် ရှိတဲ့လူတွေကအန္တရာယ်ပိုပြီးများပါတယ် မျိုးဗီဇဆိုင်ရာချွေးယွင်းမှုတွေမျိုးဗီဇဆိုင်ရာချွေးယွင်းမှုရှိတဲ့တွေဒီမှာလဲဥမာကြီးကင်ဆာဖြစ်နိုင်ခြေပိုးပြီးများပါတယ်။နာတာရှိဥရောဂါရှိတဲ့တွေမှာလဲဥမာကြီးကင်ဆာဖြစ်နိုင်ခြေပိုးများပါတယ်။ဒါတွေကတော့ဥမာကြီးကင်ဆာနဲ့ပတ်သက်ပြီးတော့ဆောင်ရံရှောင်ရံတွေကိုမျှဝေပေးခဲ့တာဖြစ်ပါတယ်။ One Channel ကနေပြီးတော့အခုလိုကြိုးရှိစေမဲ့ကျမ်းမာရေးဘုဒ္ဓများစွာကိုမျှဝေပေးနေဦးမှာမို့စောင့်မျှော်ကြည့်ရှုပေးပါအောင်နော်။ One Channel ပရိသတ်များအားလုံးပဲယောဂဗျာတွေကျင်းဝင်ပြီးတာယာပျော်ရွှင်တဲ့အချိန်များစွာကိုပိုင်ဆိုင်နိုင်ကြပါစေ။